။မဆော်ဝဲတုံးလို့လေမ။အာ POS 2.1အခုအရာလွယ်မလားလို့စော့ဝဲတုံးပြီးဝယ်ပြီးတုံးကြီးရအခုအဲ့ဇဲပါအရန်နေနဲ့ပြန်လုံနေရလို့စော့ဝဲကတော့တဲ့ဟိုဖုန်းပဲဖြစ်ဖြစ်ကွန်ပျူတာပဲဖြစ်ဖြစ်ပေါ့နော်ကျမတို့ဝယ်တုံးလိုက်တယ်ဆိုရင်တော့မှကိုယ်နဲ့အဆင်ပြေအောင်အထာကျအောင်တော့အတော်လေးတုံးရသေးတာလေ ဟိုကိုလုံးလုံးချင်တဲ့ပုံစံလေးနဲ့သူ့ရဲ့အခက်မှာပါနေတဲ့ဟာလေးနဲ့ဘယ်လိုမျိုးအဆင်တပြေဖြစ်အောင်လုပ်ရမလဲဆိုတာမျိုးအဲ့လိုမျိုးတေချာလေးကိုလိုက်လုပ်တော့မှပဲသူကဘာဖြစ်သွားလဲဆိုတော့အဲ့ဟာလေးကိုနဲ့တသားလေးဖြစ်သွားတော့မှလုံးသုံးလို့ကောင်းလားကျမတို့ဟိုမြန်မာနိုင်ငံမှာကြာတော့အဲ့ဒါလေးကနည်းနည်းလေးခတ်တာပေါ့နော်နည်းနည်းလေးခတ်တယ်အဲ့ဒီအမိသားလေးကိုကြာတော့လေလောက်ရဖို့ခက်တယ်။ဒါတချို့ကိစ္စကကြတော့ဆော့ဝဲမှာပို့လွယ်လို့ထင်မိတယ်။ဟာဆော့ဝဲမှာပို့ခက်တာမျိုးလည်းရှိတတ်တယ်။ ဲ့တော့ software သုံးလိုက်တယ်เนาะအုံဖွတ်တော့မကောင်းသွားဘူးနောက်ဆုံးသုံးနေတဲ့ software က A သုံးကနေ A ကနေ B ပြောင်းသုံးလိုက်တော့ B မှာမတွေ့ပြဿနာဖြစ်တတ်တာလေဆိုတော့အဲ့ B နဲ့ကိုနဲ့အဆင်ပြေအောင်တော်တော်လေး live ပြီးလောက်ရတာမျိုးတွေရှိတယ်ဆိုတော့စိတ်ရှိမှရတယ် software သုံးရင်เนาะနိဟုတ်တယ် teacher ဟုတ်တယ် teacher ဒါအခုတုံးနေတဲ့ software ကဒီ sys အပိုင်းလို့ purchase လို့တခြားဟာတွေကြောင့်လွယ်ပြီးတော့ ီဘာနာပတ်တဲ့ဒီကက်ရှ်လက်အမောနည်းနည်းလေးတအားအဆင့်နေအများကြီးလောက်ရတယ်အဆင့်လွယ်ခြင်းလို့အဆင့်နဲ့လောက်ရတဲ့အဆင့်နဲ့အောင်လို့ဆော့ဝဲဝဲသုံးတာမှအရန်အရန်ဟိုဟွာဖြစ်အဲ့ဒါကြောင့်မို့တချက်ကိုမေးကြည့်ရဒါပေမဲ့ဆော့ဝဲဆော့ဝဲကုမ္ပဏီကိုတော့ပြန်မေးရပါတယ်သူကလည်းဟိုရောင်းထားတဲ့လူများတော့အဲ့လိုမျိုးတည်တည်ချာချာတော့ဖြေပေးပါတယ်ကိုနားမလဲတာလားဘယ်လိုလဲမသိဘူး အဲ့လိုမျိုးဟိုကအမျိုးအဲ့ခုနကကြောင်းပြောတာပေါ့တော့ဆော့ဘဲသုံးတယ်ဆိုတာဆော့ဘဲကခုနဲ့ခုနကတော့သူနဲ့ကိုနဲ့အကျွမ်းတဝင်မဖြစ်သေးသေးရွေးကတော့အရင်ကိုလုတ်ခဲ့တဲ့ဟာကကိုကြိုက်နေရအောင်ထားပါတော့ဒါငါဟာငါဆိုဟိုမလွယ်သေးရဒီမပိုခတ်နေတယ်ငါစတည်ပြင်ပေါ့ကျမဆိုအမြဲတမ်းကြားရတယ်ကျမတို့လုပ်ငန်းတွေမှာ A ကနေ B ပြောင်းသုံးပြီးတကွာလဲ A သုံးနေတာပဲလုံးဝမသုံးတဲ့လူတော့မဟုတ် A သုံးနေတာ ဒါမှမဟုတ် Excel တုံးနေတယ်ပေါ့အဲ့ဒါကိုကျွန်တော်တို့ software ပေါ်တင်ပြလိုက်ပြီဆိုကျွန်တော်ဘာပြောလဲဆို Excel မှာတော့ဘယ်သိရဒီမှာ copy ကူးလိုက်ဒီပေါ်တင်လိုက်ဘက်ခနဲ့ဆိုမြန်တာကျွန်တော်နီးမျိုးစုံနဲ့ complaint တက်တာပေါ့2လ3လလောက်ဆိုရင်နည်းနည်းငြိမ်ကြသွားပြီဆိုလို့ရှင်တော့အဲ့ဒါကျွန်တော်ပြန်မပြောတော့အရင်ကိစ္စလည်းမေ့သွားပြီဆိုရင်ထပ်မပြောတော့ဘူးအဲ့အဲ့အချိန်ကတော့ပြောနှုံးမဲပေါ့နော်အဲ့လိုမျိုးဟုတ်ကဲ့တီချဲဟုတ်ကဲ့ကျေးဇူးပါတီချဲဟုတ်ကဲ့ပါရှင်